မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဘတ်စစ်ကောင်စီကတရုတ်နိုင်ငံကဝယ်ယူထားတဲ့ FTC 2000G လေယာဉ်အသစ်6စီးဟာမကြသေးမီကမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီးတော့အဲ့ဒီတိုက်လေယာဉ်အသစ်များကို နိုင်ငံတော်ဝန်လုံးမှာလေကြောင်းတိုက်ခိုက်မှုအများဆုံးဟာအသုံးပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လအတွင်းမှာမြန်မာနိုင်ငံကိုတရုတ်နိုင်ငံထုတ် FTC 2000G လေရင်အစ်6စီးရောက်ရှိခဲ့ပြီးတော့နမ်ဆန်လေတပ်မှာ3စီးမိထီလာလေတပ်မှာ3စီးထားရှိတယ်လို့သိရပါတယ်။ FTC 2000G လေရင်အုံမှုအဖြစ်နဲ့ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးကိုစစ်ကောင်စီကခန့်အပ်ထားပြီးတော့နမ်ဆန်လေတပ်မှာကြီးကြပ်ကွက်ကဲနေတယ်လို့သိရပါတယ်။မိထီလာလေတပ်မှာရှိတဲ့ FTC 2000G လေရင်အစ်3စီးကို ဗိုလ်မှူးဇေယျထွန်းကဦးစီးလက်ရှိတယ်လို့သိရပါတယ်လက်ရှိမှာနိုင်ငံတော်အလုံးကလေချောင်းတိုက်ခတ်မှုများကို FTC 2000G လေရင်အစ်စ်များနဲ့ပြစ်ခတ်မှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်ဝင်းဟန်ဦးဒုတိယဗိုလ်မှူးကြီးကအရင်ကတရုတ် F7 တိုက်လေရင်အုပ်ကနေလာတာအခုတော့ FTC 2000G အုံမှုဖြစ်လာတာနမ်ဆန်လေထဲမှာသူကထိုင်နေလေရင်အစ်စ်6စီးကိုနမ်ဆန်မှာ3စီးထားတယ်မိတီလာမှာ3စီးထားတယ်မိတီလာမှာရှိတဲ့ FTC 2000G တွေကို DSA အပတ်စဉ်46က သူရဘွဲရထားတယ်ဘုံမှုစီရထုံးကဦးစီးတာပေါ့ဝင်းဟန်ဦးရဲ့အောက်ကပေါ့လို့လေးတဲ့သတင်းအရင်းတွေကပြောကြားထားပါတယ်အရင်က2022ခုနှစ်အတွင်းရောက်ရှိခဲ့တဲ့ FTC 2000G လေရင်6စီးမှာတိုက်ခိုက်ရေးမှာအတုံးများခဲ့ပြီးတော့ဒစည်းကတော့ဇန်နဝါရီလ16ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နတ်ဖက်ကချေးရွာအနီးမှာ FTC 2000G လေရင်ကို KIA ကပြစ်ချနိုင်ခဲ့တဲ့အတွက်၅စီးသာကျန်တဲ့တော်တယ်လို့သိရပါတယ်အခုနှစ်အတွင်းထပ်မံပြီးတော့ FTC 2000G လေရင် အသက်6စီးထပ်မံရောက်ရှိခဲ့တဲ့အတွက်စုစုပေါင်း၄၁၁စီးရှိတယ်လို့သိရပါတယ်။အရင်က FTC ၄ရင်က6စီးရှိတာမှာဒစီးကနတ်ဘက်ကမှပြစ်ချက်ခံလိုက်ရတယ်။အဲဒါကြောင့်၅စီးပဲကျန်တယ်။အခုအသက်6စီးထပ်ရောက်တော့စုစုပေါင်း7စီးရှိတာပေါ့။အခုမြင်းကြံတောင်းသားမဒီယာလာရှိုးတော်တော်များများဝင်းဟန်ဦးကနမ်ဆန်ကနေကိုကဲပြီးတော့ခိုင်းနေတာစီကလည်းအယမ်းကိုခိုးတာလေရင်ကပြန်တန်းချိန်အဝါပူရလေမြန်းများစီခိုးလို့ရောင်းရလေဆိုတော့ သူပဲကုတ်ကဲနေတာလို့လေးတဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA ကတိမ့်ပိုက်ထားတဲ့လာရှုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာလေရင်နဲ့၃ချိန်ဘုံကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ30ရက်နေ့မနက်7:40မိနစ်ကနေမနက်7:43မိနစ်အချိန်အထိလာရှုံမြို့ရက်ွက်ဆက်တဲ့ကိုစစ်ကောင်စီရဲ့လေရင်များကဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကဩဂတ်လကနေအခုစက်တဘာလကုန်အထိလေရင်နဲ့ဘုံကျဲချမှု ဆယ်ကြိမ်နီးပါးလှုပ်ဆောင်ခဲ့ပြီးတော့လက်တလုံးမှာပြည်သူ၃ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်ဒီကနေ့မနက်အစောပိုင်းဘုံကျဲချမှုကြောင့်ပြည်သူ၃ဦးထပ်မံထိခိုက်ခဲ့တယ်လို့သိရပါတယ်ရက်ကွက်ဆက်တဲ့အောင်စိတနာလမ်းထဲမှာဘုံကြတယ်ဘုံကတော့၃ကြိမ်ကျဲသွားတယ်နောက်ထပ်လည်းလေရင်ကဝဲနေတော့အကုန်လုံးဘုံခုန်နိုင်မဲ့နေရာတွေမှာပဲတွားပြီးတော့စုဝေးနေကြတယ်ကိုယ့်အိမ်မှာတိတ်ပြီးတော့မနေကြတော့ဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လာရှုံမြို့ကိုဩဂတ်လကုန်ကစတင်ပြီးတော့ဒီကနေ့စက်တဘာလ30ရက်နေ့အထိကို အာနာသိစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုခွနာကျင်းလှုပ်ဆောင်ခဲ့ကြောင်းနဲ့ဒေသခံ၃ဦးသေဆုံးကြောင်းသိရှိရပါတယ်။တိုက်ပွဲများညင်သက်ပြီးတော့ဒေသခံပြည်သူများနေရက်ကိုပြန်လာကြပြီးအသက်မိုးဝမ်းကြောင်းလုပ်ငန်းများပြန်လည်စတင်နေတဲ့အချိန်မှာအခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAA ကပြောဆိုထားပါတယ်။ စက်တင်ဘာလ28ရက်နေ့မှာလာရှိုမျိုးကိုဘုံကျဲမှုမှာပြည်သူနှောက်ဦးတည်ဆုံးခဲ့ပြီးတော့လာရှိုမျိုးမှာဈေးကြီးကဆိုင်ကမ်းများအကြီးအကျယ်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်စက်တင်ဘာလ28ရက်နေ့ညပိုင်းလာရှိုမျိုးကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲရမှာလာရှိုမျိုးရက်ွက်ရှက်မန်ဆူဟိုတယ်အနီးမှာပေါင်ချင်းများတဲ့ဘုံတလုံးကျဲချခဲ့ရာမန်ဆူဟိုတယ်အနီးမှာရှိတဲ့မော်တော်ယာဉ်ပြုပြင်တဲ့ဆိုင်နေရာတစ်ခုလုံးကိုစုပ်ပြတ်တပ်ပျက်စီးသွားစေခဲ့တယ်လို့သိရပါတယ်ကားဝါရှော့တစ်ဆိုင်လုံး ကြက်သိန်းပေါင်း1000နီးပါးကိုဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲပတ်ဝန်းကျင်မှာရှိတဲ့အဆောက်အုံများနဲ့ဈေးဆိုင်များကိုလည်းပြင်းထန်စွာပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ28ရက်နေ့မနက်အစောပိုင်းမှာလည်းတိန်နီခရိုင်တန်လွင်လှင်ဟိုင်းဒေသနောင်မော်မြို့နယ်ကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်အတွင်းမှာရှိတဲ့စေကောင်းစီတိုက်ရင်ခလိုက်ရဆက်ခွန်ပလရဲစခန်းနဲ့တာဝါတိုင်းစခန်းကုန်းတို့ကို၄ရက်ဆက်တိုက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုက်ခိုက်မှုများကိုစက်တင်ဘာလ26ရက်နေ့ကနေ26ရက်နေ့အထိ၄ရက်ဆက်တိုက်လှုပ်ဆောင်ခဲ့ပြီးတော့ခလိုက်ရဆက်ခွန်တိုက်ရင်ကို2ကြိမ်ပလရဲစခန်းကို6ကြိမ်တာဝါတိုင်းစခန်းကုန်းကို9ကြိမ်ခလိုက်ရ2ရှင်း5တိုက်ရင်အနည်းမှာရှိတယ်အော်တာယာဆက်သွယ်ရေးတာဝါတိုင်းစခန်းကုန်းကို2ကြိမ်စုစုပေါင်း16ကြိမ် တာဝေး drone တွေနဲ့ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလုံးစုံတော့အသေးစိတ်မသိရပေမဲ့ထိခိုက်တာတော့ရှိတယ်လို့သိရတယ်ဗျ။စေယုံမှာတင်ထားတဲ့ဟာတွေကင်းထောက်ထဲမှာပတ်ပြေးနေတာတွေလည်းရှိတယ်လို့မြေပေါ်မှာလဲနေတာတွေကိုလည်းတွေ့ခဲ့ရတယ်လို့ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုအခြေအနေကိုပလောပကဖတာဝန်ရှိသူတွေကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုများကြောင်းစစ်ကောင်စီတပ်စခန်းများရဲ့အဆောက်အဦများနဲ့တပ်သားများထိခိုက်ဆုံးရှုံးမှုများရှိခဲ့ရာလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်တုံ့ပြန်မှုများရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။လက်နက်ကြီးတွေကတော့အခုထိကိုပြည့်နေတုံးပဲနေလေတုံးကကင်းထောက်တွေနဲ့လိုက်ကြည့်တာလေကွင်းတွေထဲမှာကင်းမုံဝင်နေကြတယ်။အခုထိဝင်နေကြတုံးပဲလို့စက်တမလာ29ရက်နေ့9နိုင်မှာပလောပကဖတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ လက်ရှိအခြေအနေမှာတိုက်ခိုက်ခံရတဲ့တပ်ဆက်ခန်းများကိုစစ်ကောင်စီကရေလမ်းကနေတဆင့်အင်အားများထပ်မံဖြည့်တင်းနေပြီးတော့အဲ့ဒီတပ်ဆက်ခန်းများကိုအဝင်ထွက်ပြုလုပ်နိုင်တဲ့ကုန်းလမ်းပိုင်းများကိုလည်းတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ပလောမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဆက်ခန်းများကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်လျက်ရှိအောင်စက်တဘာလ15ရက်နေ့ကနေ18ရက်နေ့အထိရှက်ပုံကြီးရွာနဲ့ငားမိုင်ရွာထိတွေ့တိုက်ပွဲများမှာပလောပကဖအဖွဲ့ဝင် Shadow Squad Drone တပ်ဖွဲ့က 15ကြိမ်ထက်မနည်း drone ပုံသီးများချဲချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။စစ်ကောင်စီတပ်စခန်းများဟာဘေးတဝဲပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့တပ်စခန်းများဖြစ်တဲ့အတွက်ကြောင့်ခီးသွွားမိဘပြည်သူများအနေနဲ့အထူးဂရုစိုက်ပြီးတော့သွာလာပေးကြပါရန်တော်လိုင်းတပ်ဖွဲ့များကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းပခုတ်ကူမြို့နယ်အင်ပင်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ26ရက်နေ့မနက်အစောပိုင်းကပခုတ်ကူမြို့နယ်အင်းပင်ကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်းရောက်စီးနင်းပြီးတော့တိုက်ခိုက်ခဲ့ရာအပြာလံပစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကာအတိအကျသိရှိနိုင်ဖို့အတွက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာပခုတ်ကူမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မတရတစ်ကတာဝေးပစ် ဟာဝေဇာလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားရာနေရာကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်တိုက်ပွဲပြီးဆုံးတဲ့နောက်မှာလည်းတိုက်ပွဲနဲ့တတ်ဆိုင်ခြင်းမရှိတဲ့ခြေရွာများကိုရန်တမ်းပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပခုတ်ကူ People Defense Force PPDF ပခုတ်ကူပကဖပခုတ်ကူခရိုင်တိုင်းရင်းနှစ်တိုင်းရင်း76အညာမြေစစ်စင်ရေး RDF 8+1 တောင်းစစ်သည် မြိုင်ပကောက်ဖနဲ့နိုင်ငံဒီတိုက်ခိုက်ရေးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းမြင်းမှုမြို့နယ်ဘုံမင်းကြီးလမ်းခွဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်းစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MDF drone ကြားခင်စိန်အဖွဲ့ထံကနေပြီးတော့သိရပါတယ်စက်တဘာလ28ရက်နေ့နေ့လယ်7:00နာရီကမြင်းမှုမြို့နယ်ဘုံမင်းကြီးကင်းလမ်းခွဲခေါ် မြောင်လန်းခွဲမှာအင်အား35ဦးနဲ့အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုရှာထူးသောနှီးပညာ3 fixed wing drone 5စီးနဲ့ drop bomb 6လုံးကျဲချတိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုကြံတိုင်းအောင်စစ်စင်ရေးမှပါဝင်တဲ့ MDF drone ကြားခင်စိန်အဖွဲ့ Peacock Drone Team မြောင် Standard Revolution Force SRF MMU ဇဂိုင်းခရိုင်အမှတ်1တပ်ရင်းတပ်ခွဲ3ဇဂိုင်းခရိုင်အမှတ်1တပ်ရင်းငန်းစုံအမှန်တက် Black Eagle အဖွဲ့တို့နဲ့ American PDF အဖွဲ့များအတူတကွပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုများနဲ့ဖမ်းဆီးခံရပြီးတော့စစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းခံရတဲ့မြန်မာနိုင်ငံသားများအလုံးတွေကအမျိုးသားများအလုံးဟာမဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ပြီးတော့ပြည်တော်ပြန်မြန်မာများစစ်မှုထမ်းရန်ကိစ္စကိုနေပြည်တော်ကဓာတ်ရိုက်ကင်တွယ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများဟာမြန်မာဗတ်ချန်းကိုပြန်လည်လွှဲပြောင်းခံရပါကတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ ထောင်တန်းထမှန်ချခံရမှာဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်၎င်းတို့ကိုထောင်သွင်းအကျဉ်းချခြင်းမပြုလုပ်တော့ဘဲပြစ်ဒဏ်အစားစစ်မှုထမ်းခိုင်းခြင်းဖြစ်တယ်လို့သိရပါဗျ။ ထိုင်းအစိုးရကရနောင်းကော့တောင်းနေဆက်ရေလန်းကနေတဆင့်တရားမဝင်ဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသားများကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးလျက်ရှိရာလက်ရှိမှာစစ်ကောင်စီကလွှဲပြောင်းရရှိထားတဲ့မြန်မာနိုင်ငံသားများတွေကအမျိုးသားများအားလုံးကိုစစ်မှုထမ်းရန်ခေါ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။အခုလိုမျိုးခေါ်ဆောင်ရမှာထိုင်းနိုင်ငံကိုတရားမဝင်တွားရောက်မှုများဟာတရားမဝင်နေဆက်ဖြတ်ကျော်တွားရောက်မှုများဖြစ်တဲ့အတွက်အခုမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ ထောင်ဒဏ်ထမှန်ချမှတ်ခံရနိုင်တယ်လို့သိရပါဗျ။ဒါကြောင့်ထောင်ကျမခံလိုပါကစစ်မှုထမ်းမသားလျင်ပြစ်ဒဏ်ကျင်းလွတ်ခွင့်ရရှိမှဖြစ်ကြောင်းလက်မှတ်ရေးထိုးခိုင်းနေတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စစ်သားစုဆောင်ရေးတပ်များထံကိုပို့ဆောင်လျက်ရှိတယ်လို့သိရပါဗျ။မြန်မာဘက်ကိုပြန်ရောက်လာတဲ့သူတွေကိုစီစစ်လက်ခံပြီးတော့သူတို့ကိုတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ထပ်ပြီးတော့အရေးယူရမှာပါ။ဒါပေမဲ့စစ်မှုထမ်းမယ်ဆိုရင်တော့ပြစ်ဒဏ်ကျခံစရာမလိုဘူးဆိုတာကိုသိရှိကြောင်းလက်မှတ်ရေးထိုးခိုင်းနေပါတယ်။ သူတို့ကိုယ်တိုင်ကပြစ်ဒဏ်ကြခံရမှာကိုသိတဲ့အတွက်စစ်မှုထမ်းမယ်လို့လက်မှတ်ရေးထိုးတဲ့သူတွေရှိတယ်လို့တချို့လည်းလက်မှတ်မထိုးဘဲနဲ့တက်မတော်လေးချင်ရေးတန်တန်းကြောင်းတွေစီကိုရောက်လာတာတွေလည်းရှိတယ်လို့သိရပါတယ်။အမျိုးသမီးတွေကိုတော့ပြန်လွတ်ပေးပါတယ်။အမျိုးသားတွေကတော့စစ်မှုထမ်းရပါတယ်။နောက်ပြန်ပြီးတော့အလွဲခံရမယ်သူတွေအားလုံးကလည်းမဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ပါတယ်လို့တနင်္လာနေ့တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်။ ထိုင်းနိုင်ငံကနေပြီးတော့ပြန်လည်လွှဲပြောင်းလိုက်သူများရဲ့ကိုရေးရာဇဝင်နောက်ကျောင်းများကိုတနေ့တိုင်းတိုင်းကော့တောင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံလောက်ဝကရဲနဲ့စရဖတွေကစီစစ်ပြီးတော့နေပြည်တော်ကိုတိုက်ရိုက်တင်ပြနေရတယ်လို့သိရပါတယ်အခုလိုမျိုးတင်ပြစီစစ်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံအတွင်းတော်လိုင်းအဖွဲ့များနဲ့ဆက်ဆံမှုမရှိကြောင်းစီစစ်တွေးရှိရမှသာလျှင် စစ်မှုထမ်းရန်ဆင့်ခေါ်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။ထိုင်းဘက်ကနေပြန်လည်လွှဲပြောင်းသူများကိုစစ်မှုထမ်းခိုင်းခြင်းဟာနေပြည်တော်ရဲ့တိုက်ရိုက်ညွှန်ကြားချက်အရလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရပါဗျ။ဒါအပြင်စစ်မှုထမ်းခေါ်ခံရတဲ့သူများရဲ့မိသားစုဝင်များထံကိုစစ်မှုထမ်းအဖြစ်နဲ့တာဝန်ထမ်းဆောင်နေကြောင်းအကြောင်းကြားပေးရန်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကလူမှုဆက်ဆံရေးအဖွဲ့များဖွဲ့စည်းနေတယ်လို့သိရပါဗျ။အဲ့ဒီအဖွဲ့များပြည်ပြင်းစွာဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံကနေပြန်လည်လွှဲပြောင်းခံရသူများစစ်မှုထမ်းနေတာကိုသက်ဆိုင်ရာမိသားစုများထံကိုအတိပေးအကြောင်းကြားသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ